ကျောင်းသူကျောင်းသားများအားလုံးမင်္ဂလာပါတိချေကတော့ဇီဝဗေဒဗတ္တရက်ကိုတင် जा ပို့ချပေးခဲ့တဲ့ဆရာမဖြစ်ပါတယ်တက်သူဝင်ဆောင်မွေးပွဲနီးကပ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဇီဝဗေဒဗတ္တရက်မိကုံးပုံစံအကြောင်းကို ရှင်းပြမှာဖြစ်တယ်အဲ့တော့ချေတို့ဇီဝဗေဒဗတ္တရက်မှာအဓိကမိကုံးမှာဆိုလို့ရှိရင်အဓိကအပိုင်းနှစ်ပိုင်းပါမှာဖြစ်တယ် session A အပိုင်းမှာ30ဘူပေးထားပြီးတော့ session B အပိုင်းမှာဆိုလို့ရှိရင်အမှတ်80ဘူမေးထားတာဖြစ်တယ် ဲ့တော့ session A မှာမေကွန်း၃ပုတ်ပါပါမယ်ပထမနံပါတ်၁မေကွန်းကတော့ true or false အဲ့တော့ तू က10ပုတ်ပေးထားပါမယ်။တပုတ်ကို တမှတ်နှုန်းနဲ့10ပုတ်ကိုဖြည့်ဆိုရမှာဖြစ်တယ်။အဲ့တော့သားတို့သမီးတို့ကဒီ question number 1ဖြစ်တဲ့ true or false ကိုဖြည့်တဲ့အခါမှာ roman letter အသေးလေးတွေအားလုံး10ခုအရင်ဆုံးရေးချပြီးမှသာလင်ဖြည့်ဆိုစေချင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ roman letter လေးတွေကမှားနိုင်တယ်။เนาะဒါကြောင့်မလို့ဒီမှာ နံပါတ်မှားသွားတာနဲ့သားတို့သမီးတို့ answer paper မှာကြီးလိုက်တဲ့အဖြစ်နော်မိကုံးကိုဖတ်ပြီးတော့အဖြစ်ရေးတာနဲ့ဟာလွဲသွားနိုင်တယ်။ဒါကြောင့်မလို့နံပါတ်လေးတွေကိုအရင်တက်မယ်။ပြီးတဲ့အခါကျတော့မှမှန်ရင် true မှားလို့ရှိရင် false နော်အဲ့လိုမျိုးအဖြစ်လေးတွေကိုရေးချပေးမှာဖြစ်ပါတယ်။နောက်က question number 2ကတော့ completion အဲ့တော့ sentence မှာ तू က blend ထားပေးထားမယ်။အဲ့တော့ ဆန်နက်စ်ကိုပြေဆုံးအောင်လို့လိုအပ်တဲ့စကလုံးကို ဖြည့်ပေးရမှာဖြစ်တယ်။သူကလည်းပဲတပုတ်ကိုတမှတ်နှုံးနဲ့ဆယ်ပုတ်ပေးထားတယ်ဆယ်မှတ်ရမှာဖြစ်ပါတယ်။ Question number 3ကတော့ choose the correct answer အဲ့တော့သူမူကြတော့အဖြေလေးတွေကเนาะ multiple choice ဖြစ်တဲ့အတွက်ကြောင့်မလို့ A B C D เนาะအဖြေလေးခုပေးထားမယ်အဲ့ဒီကနေမှန်ကန်တဲ့အဖြေတစ်ခုကို နော် A ဒေါ်လာကောင်း B ဒေါ်လာကောင်း C ဒေါ်လာကောင်း D ဒေါ်လာကောင်းတခုကိုရေးပေးရမှာဖြစ်တယ်။အဲ့တော့ဒီ session A ဖြစ်တဲ့နော်မေခွန်း၃ခုမှာဆိုလို့ရှိရင်အဲ့တော့မေခွန်းတခုစီတိုင်းမှာဆိုလို့ရှိရင် chapter တခုတပုတ်နှုံးနဲ့မေးတာရှိတယ်လို့တချို့ကြလည်းပဲ chapter တခုမှာနှစ်ပုတ်မေးထားတာမျိုးတွေလည်းပဲတွေ့ရမှာဖြစ်တယ်။ session B အပိုင်းမှာတော့ question number 4ကတော့ short question ဖြစ်ပါတယ် answer all question ပေးထားတဲ့6ပုဒ်ကို6ပုဒ်စလုံးဖြည့်ဆို့ရမှာဖြစ်တယ်အဲ့တော့6ပုဒ်မှာ chapter လည်းပဲ chapter အလုံး6ခုတင်ထားတာဖြစ်တယ်ဒီကြောင့်မလို့ A เนาะ question number 4 A ဒီ chapter 1เนี่ยတပုဒ်နောက်တစ်ခါ4 B ဒီ chapter 2เนี่ยတပုဒ်4 C ဒီ chapter 3เนี่ยတပုဒ်နောက်က 4D ဟာ chapter 4ဟာတပုဒ်4 E ဟာ chapter 5 4 F ကတော့ chapter 6အဲ့လိုမျိုးနဲ့ chapter တခုကိုတပုံနှုံးနဲ့မေးထားတာမျိုးကိုတွေ့ရမှာဖြစ်တယ်။ Question number 5ကြတော့ answer any four questions အဲ့တော့ပေးထားတာအလုံး6ပုတ်ပေးထားမယ် chapter တခုကိုတပုတ်စီနဲ့6ပုတ်အဲ့ထဲမှာသားတို့သမီးတို့ဟာကြိုက်တဲ့လေးပုဒ်ကိုဖြည့်ဆို့ရမှာဖြစ်တယ်။အဲ့တော့ဒီပုဒ်ကိုဆက်မှတ်နှုတ်နဲ့အားလုံး နော်၄ပုတ်ဖြေရမှာဖြစ်တဲ့အကြောင်းမလို့အမှတ်40နောက်ကခုနကရှော့ကွက်ရှင်ကအလုံး6ပုတ်ပေးထားတယ်တပုတ်ကို9မှတ်နှုန်းနဲ့30ဒါကြောင့်မလို့ session B အပိုင်းမှာဆိုလို့ရှိရင်အမှတ်80ပုတ်ဖြေဆိုရမှာဖြစ်တယ်အဲ့တော့ချက်တော့သင်ခဲ့တုန်းက chapter အလုံး6ခုမှာနော် chapter 1 the introduction to biology အဲ့တော့ introduction to biology မှာချက်တော့အဓိကနှစ်ပိုင်းသင်ခဲ့တယ်နော်5 5 major themes of biology ရဲ့နောက်တစ်ခုကတော့ importance in the daily life of biology ဆိုပြီးတော့ကျေတို့အဓိကနှစ်ပိုင်းသင်ခဲ့တယ် chapter 2မှာကျတော့ molecular biology အဲ့တော့ molecular biology မှာကျေတို့က structure of dna structure of rna ပြီးရခါမှာ protein synthesis တွေနောက်က production of golden rice တို့ production of genetically modified animal တို့ ဒါတွေကိုအချက်တို့ molecular biology မှာသင်ကြားပေးခဲ့တယ်။ Chapter 3မှာကျတော့ transport system in organism မှာချက်တို့ကနှစ်ပိုင်းရှိတယ်။ transport system in plants ကရယ်။ transport system in animals ဆိုပြီးတော့ချက်တို့နှစ်ပိုင်းသင်ခဲ့တယ်။အဲ့တော့ transport system in plant မှာတော့ xylem နဲ့ phloem နဲ့အကြောင်းနောက်တစ်ခါဒီ transport system in animal မှာကျတော့ချက်တို့က blood နော် circulatory system ကြီးအကြောင်းကိုချေလို့သင်ကြားပေးခဲ့တယ် chapter 4မှာတော့ diseases in plants and animal အဲ့မှာ diseases in plants ကိုသင်ခဲ့တယ်နောက်တစ်ခုကဘာလဲဆိုရင် diseases in animal အဲ့တော့အပင်တွေဆိုလို့ရှိရင် fungi တွေရှိမဲ့ bacteria တွေရှိမဲ့ virus တွေရှိမဲ့ nematode တွေနောက်ကအဲ့ဒီမှာလည်းပဲ infectious disease တွေရှိမဲ့ non infectious disease တွေရှိမဲ့နောက်တစ်ခုက diseases in plant diseases in animal မှာကြတော့ ခြေတို့တွေဟာဘာတွေကိုသင်ခဲ့လဲဆိုလို့ရှိရင် cardiovascular disease တွေသင်ခဲ့တယ်ပြီးတဲ့အခါမှာ malaria တွေเนาะအဲအကြောင်းမျိုးသင်ကြားပေးခဲ့တယ်။နောက်က chapter 5မှာကြတော့ coordination and response အဲ့ဒီမှာလည်းပဲနှစ်ပိုင်း coordination and response in plants ဆိုတာရှိတယ်။နောက်က coordination and response in animal အဲ့တော့ plants မှာတော့သူက the growth နဲ့ development အကြောင်းကိုပြောပြီးတော့ plant growth regulator တွေဖြစ်တဲ့ เนาะအောက်ဇင်နေဂျီဘရလင်နေစိုက်တိုကိုင်းနေနေအီတိုင်လင်းနေအက်ဆက်ဆစ်အက်ဆစ်တွေเนาะသူတို့ရဲ့အကြောင်းတွေကို ရှင်းပြခဲ့တယ်ပြီးတဲ့အခါမှာ coordination and response in animal မှာကြတော့ချက်တို့တွေဟာ human nervous system ကြီးအကြောင်းကိုအသေးစိတ်ရှင်းပြခဲ့တယ် chapter 6 biodiversity and conservation အကြောင်းကိုချက်တို့သင်ခဲ့တယ်အဲ့ဒီမှာလည်းပဲ level of biodiversity နောက်တစ်ခုကတော့ importance of biodiversity ရယ်နောက်က threat to biodiversity အကြောင်းကိုသင်ကြားပို့ချခဲ့တယ်ပြီးရခါမှာ conservation နော်ထိမ့်သိမ့်တဲ့အခါမှာအပင်တွေအကောင်တွေမြို့တုံးပျောက်ကွယ်တော့မယ်အခြေအနေမျိုးကနေပြီးတော့မှနော်ရှောင်ရှားဖို့ရအတွက်ခြေတို့က institute method တွေ institute method method တွေနဲ့ conservation တွေကိုဘလို့ထိမ့်သိမ့်တယ်ဆိုတဲ့အကြောင်းတွေကိုရှင်းပြခဲ့ပြီးဖြစ်တယ်အဲ့တော့ တားတို့သမီးတို့တွေဟာဒီ chapter 6ခုထဲကနေပြီးတော့မှအ ਨੇ ဆုံး chapter 4ခုကိုကျမှတ်မှာဖြစ်တယ်။အဲ့တော့အဲ့လိုကျမှတ်မှတာလင်းเนาะခုနကတော့ short question ဖြစ်တဲ့เนาะမဖြေမနေရအလုံးမေးခွန်း6ခုထဲကနေပြီးတော့မှအ ਨੇ ဆုံး4ခုကိုဖြေနိုင်တယ်လို့ခုနကတော့ long question ဖြစ်တဲ့ any fall questions မှာလည်းပဲเนาะဆက်မှတ်တဲ့4ခုစလုံးကိုဖြေဆိုနိုင်မှာဖြစ်တယ်။အဲ့ဒါဆိုလို့ရှိရင် chapter 4ခုကြက်လိုက်တာ ਨੇ เนาะ အမှတ်ကဆိုလို့ရှိရင်80ကျော်လောက်ကြီးကိုရရှိနိုင်မှာဖြစ်တယ်။ဒီတဲ့ပို့ပြီးတော့เนาะစ조사နိုင်မယ်ဆိုလို့ရှိရင်တော့ chapter 5 ठी ကျက်နိုင်မယ်ဆိုလို့ရှိရင်เนาะအ ਨੇ ဆုံးဘလောက်လောက်ရနိုင်လဲဆိုရင်80ကျော်เนาะ90နာကတ်သွားတဲ့အထိကိုရနိုင်တယ်။အားလုံးကျက်နိုင်မယ်ဆိုလို့ရှိရင်တော့90အထက်မှာရနိုင်မှာဖြစ်တယ်။အဲ့တော့တအားတို့သမီးတို့တွေက chapter တွေကိုကြက်မှတ်တဲ့အခါမှာဓာတ်ပုံတွေကိုတော့เนาะ ကြည့်စရာမလိုဘူးဓာတ်ပုံမဟုတ်တဲ့ပုံလေးတွေကိုတော့ label တက်တက်အောင်တော့ကျင့်ထားပြီးဘူးတော့လိုအပ်ပါတယ်အဲ့တော့ချဲဒီဆောင်းမွေးပွဲတက်တဲ့ဝင်ဆောင်းမွေးပွဲရဲ့ဇီဝဗေဒဘတ်တရဲ့မှာတည်တည်တိတိုက်တဲ့အကြောင်းတွေကိုရှင်းပြပြီးဖြစ်တဲ့တကြောင်မလို့သားတို့သမီးတို့အားလုံးဘာသာရဲ့အတိုင်းမှာအမှတ်ကောင်းကောင်းနဲ့ဂုဏ်နှူးများနဲ့စုခုနိုင်ပါစေလို့ဆုတောင်းရင်းနဲ့ချဲညီကုန်းချုပ်လိုက်ပါတယ်